မင်္ဂလာပါရှင်။မြတ်တန်ရှင် channel ကိုစောင့်မျှော်အားပေးနားဆင်နေကြတဲ့ခြေရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။အခုတက်ကတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့ဆရာမောင်စနေရှိတာထားတဲ့မောင်စနေနှင့်အရေးညွန်ဆိုတဲ့ပရလောကဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါရှင်။နားဆင်ပေးပါဦးရှင်။ကျွန်တော်တို့ မရင်းမှာစွန့်ခံရတယ်ဗျ။အမြဲတမ်းလဲစွန့်ခံနေကြပါပဲ။ဒါပေမဲ့အခုဟာကအာယုံစွန်လာအလူခံကိုပြောတာလေဗျ။ကျတော်နေတဲ့မြို့မှာရက်ွက်တွေက လေးခုရှိရဲ့။အလဲပိုင်းအနောက်ဘက်နဲ့နှက်ဆောင်ပြိုင်ပြီးတော့တစ်တက်ပိုင်းဆိုရဲရက်ွက်လေးခုနှက်ဆောင်ပြိုင်ကကျောက်တူကျောင်းနဲ့နေတော့စွန်လာဝဲတွေစွန့်ခုံတန်းတွေရိုက်တာဓမ္မယုံတန်ရှင်လှုပ်တာပြီးဆိုရင်လာပြီးလို့ ਆ ပေးကြတယ်။အဲ့လိုနဲ့တနေ့ကျတော့လက်ဖက်ရည်ဆိုင်ကကိုမျိုးကြီးက ကျုပ်ကိုလှုပ်အားပေးလာခေါ်တော့ကျုပ်လဲလိုက်သွားတယ်ပေါ့ဗျာ။ကိုမျိုးကြီးနဲ့ကျုပ်လမ်းတူရှောင်းနေရင်သူအကျုပ်ကိုကြည့်ပြီးတော့စကားပြောလာတယ်ဗျ။ဆက်နေမင်းဟိုတလောကယူသွားတည်ရဆိုဟုတ်လား။အေးဗျာပေါက်ကရတွေကျင့်လိုက်တာစိတ်လွတ်သွားတယ်။ယူတော့မယူပါဘူး။ခရူးဆိုင်ငါကောင်းရ။အေးပါဗျာဒါနဲ့ကိုမျိုးကြီးကလက်ဖိတ်ဆိုင်ပိတ်ခဲ့တာလား။မပိတ်ပါဘူးငါကောင်ရငါတပည့်တယောက်ခေါ်ထားတာကွာဒီကောင်တော်တော်လေးတော်တယ်၄ငါးလပဲသင်ပေးရသေးတယ လက်လွတ်လွတ်ရနေပြီ။အော်ဟုတ်လား။ကျုပ်တို့တတွေစကားတပြောပြောနဲ့နှက်ဆောင်ပြိုင်ဓမာယုံဘက်ကိုသွားနေတော့ကျုပ်တို့နောက်ကနေကလေးတောက်ကအေးညွန့်အေးညွန့်နဲ့စကားတွေရဲ့ကတလို့တနက်ပြတဲ့အတန်နဲ့လှန့်အော်နေတော့ကျုပ်တို့နေရာနောက်ပြန်လှည့်သေးလိုက်တယ်။ကျုပ်တို့နောက်မှာမြို့သမီးကြီးတယောက်လမ်းလျှောက်လာနေရဲ့သူ့ရဲ့နောက်မှာတော့ကလေးတိုက်ကအေးညွန့်အေးညွန့်နဲ့လိုက်စနေရပြ။အတော်ကြီးကလည်းပြုံပြုံပဲအဲ့ဒါကိုမြင်တော့ကိုမျိုးကြီးအနောက်ကကလေးဝေးကို ငေါ့တယ်ဗျာဟဲ့ကလေးတွေမင်းတို့အမေဒီအရွယ်တော့ကိုဘာလို့လိုက်စနေရလဲသွားငါလုလိုက်ရကိုမျိုးကြီးကခက်တီတီနဲ့ဆိုလိုက်တော့ကလေးတွေထွက်ပြေးကုန်တယ်ဗျာအဲ့တော့မှ तू ကဆွမ်းနက်ကမျိုးသမီးကြီးကိုအေးညော်ဘယ်တော့မှလဲဓမ္မယုံတော့မှလေသူတို့နဲ့တူသွားရအောင်ဟိုကောင်လေးကဘသူလဲငမျိုးအဲ့ဒါကဇော်တိကောင်ကြောင့်ကဖုန်ကြီးကြောင့်သားပါအော်ဟုတ်လားအေးညော်ကကျုပ်ကိုပြုံးပြတော့ကျုပ်လည်းပြန်ပြုံးပြလိုက်တဲ့ သူ့ပုံစံကြည့်ရတမျိုးပဲဗျကျုပ်လည်းရက်ွက်တဲ့တိတ်မရောက်ဖြစ်တော့အရင်ညွန့်ကိုတော့မသိဘူးပေါ့အဲ့လိုနဲ့ကျုပ်တို့တွေဓမ္မယုံကိုရောက်သွားတာပေါ့ဗျာဓမ္မယုံမှာလူကြီးလူငယ်လူရွယ်အတော်ဆုံနေပြီအရင်ညွန့်ကလည်းတပြက်စီးကိုကင်ပြီးတော့အမိုက်တွေလှမ်းနေတော့ဗျာအလောက်ကတော့တကယ်လုပ်တဲ့ဘွားတော်ပဲဗျာအဲ့လိုနဲ့ကျုပ်တို့တွေဓမ္မယုံမှာလှုပ်ရှားရှာပဲလှုပ်ကြတာပေါ့ဗျာရက်ွက်သူရက်ွက်သားတွေကလည်းမစိုးပါဘူးစီစီလုံးလုံးရှိကြတယ်အလောက်ပြီလို့ ဒါနာခံရောက်တော့ပြဒနာကစတော့တာပဲပြဒနာကအရင်ညွန့်တပြက်စီလဲတာကနေစတာကျောင်းတို့ရဲ့ဓမ္မယုံပြင်မှာတူဦးကိုထမင်းနဲ့နေပြီးခရမ်းကျင်တီတောင်လက်ဖက်ပေးချမ်းနဲ့မနှက်စာစားနေရတဲ့အားလုံးပျော်ရွှင်ရွှင်ပဲအရင်ညွန့်ကတပြက်စီလဲနေတော့မယ်ကျွန်တော်ပါဝင်တခြားသူတွေကအရင်ညွန့်ကိုထမင်းစားဖို့ခေါ်လဲသူမကမလာဘူးဗျမပြီးသေးလို့တဲ့အဲ့ဒီလိုနဲ့ဓမ္မယုံကိုနောက်မှရောက်လာတဲ့ဟိုဟိုတီတီလူကြီးတယောက်ကအရင်ညွန့်ကိုငောက်တော့တယ် တောညခမရအလိုက်ကန်းစုတ်ကိုမသိဘူးတခြားတွေထမင်းစားနေရလေဒီပြည့်စည်လှဲ့လို့ဖြစ်မလားမပြီးသေးလို့ပါအောင်မရတော်တော့ခမရမမျိုးချင်းလည်းခတ်ဝေးသွားနေအင်းအင်းမအဲ့လူကြီးကအေးညွန့်ကိုအဲ့လိုပြောတာတခြားသူတွေကတော့ဘာမှပြောဘူးဗျကျုပ်ကတော့တီးမခံနိုင်ဘူးအဲ့တော့ဒီပြည့်စည်လေးချပေးဓမယုံဝန်ပြင်ထွက်တော့မယ့်အေးညွန့်ကိုတက်လိုက်တယ်အရှိလာဒီကောင်မထိုင်ကိုမျိုးကြီးအကြီးကိုထမင်းခုပေးလိုက်အောင်ဗျာ ျုပ်ကအရေးကိုကျုပ်တို့ထားနေရဲ့ခုံမထိုင်ခိုင်းလိုက်ပြီးတော့ကိုမျိုးကြီးကိုထမင်းကူးကားလိုက်တယ်။ပြီးတော့အရေးညွန့်ကိုနှင်ထုတ်တဲ့လူကိုစေစေကြည့်ပြီးတော့ချုပ်ပြောလိုက်တယ်။ဟဲ့လူခမရဘာလဲ။ကောင်းကောင်းပြောလို့မရဘူးလား။ခမရအမေတော်ရှိရဲ့နော်။မင်းရဘာကောင်းတော့ကျုပ်ဘာကောင်းလဲခမရသိစာမလို့ပါဘူး။မင်းတို့ငါသိရဲ့။မင်းရဖုန်းကြီးចောင်းသားပဲ။မင်းလူကောင်းကောင်းများငါ့ကိုလာပြီ။ဟဲ့လူခမရကိုဂယုမဆိုင်ဘူးနော်။အလုတ်လုတ်ချိန်တော့ပျောက်နေပြီ။ မြို့ကနေကျမရောက်လာတဲ့လူကိုအထင်မကြီးဘူးမင်းဘာဘာပြောတယ်ခမရကပြောတော့နားရတဲ့လားကျုပ်တို့ထိုးကြတိတ်ကြတော့မယ်အတီဖြစ်လာတော့ဘေးရလူတွေဝိုင်းဆွေးထားကြတယ်မကြဘူးဓမ္မယုံလူကြီးရောက်လာတယ်ဗျသူကအဲ့လူအကြောင်းကိုသိရတဲ့နေအဲ့လူကိုတေချာကြည့်ပြီးတော့ဓမ္မယုံလူကြီးကပြောတယ်ဗျအောင်မြင်ဘာပြဿနာလာရှာပြန်တာလဲမင်းရောက်တဲ့နေရာတိုင်းပြဿနာတက်တယ်ဟဲ့ကောင်ပြန်တော့ဘာလဲဥလင်း ခမရဖုန်းကြီးကျောင်းသားဘက်ကပါလာလားဟဲ့ကောင်မှန်တဲ့ဘက်ကပါတာကွာမင်းအကြောင်းကိုတယောက်ပဲလုံးသိရဲ့မင်းလို့ကောင်းနေဖတ်မဖြစ်ချင်လို့လက်ဆောင်နေကြတာဓမယုံလူကြီးကအဲ့လိုပြောတော့အောင်မြင်ဆိုတဲ့လူရှက်သွားတယ်ထင်တယ်ကျောက်ကိုလက်ညှိုးတထိုးထိုးနဲ့ချိန်မှပြီးထွက်သွားတယ်သူ့ထွက်သွားတော့မှကျောက်တော်လေထမင်းပြန်စားနေရဲ့အရင်ညကတော့ကျောက်ကိုကျေးဇူးလဲတင်ခင်လဲခင်သွားပေါ့ဗျာတနေ့အကြောင်းမှာစွန်ကျွေးရှိရဲ့ဗျာစွန်တကာကတန်ကအပါ20လောက်ကိုစွန်ကတ်ချင်တယ်လို့ပြောတော့ ကျုပ်တို့ဖုံးစီတယ်ပင်စာတွေရေးပြီးကျုပ်တို့တွေကိုလိုက်ဖို့ခိုင်းတော့တာပေါ့အလူရက်ကတော့လိုပါသေးရဲ့ဒိုင်းမဲဆော့ဆော့ပင့်ရတယ်ဗျအခုရာသေးကအလူတန်းပေါ်တဲ့ရာသေးဆိုတော့ရဲတိုက်နေရင်ကိုကရဲရင်ရအောင်ကြိုပြီးပို့ထမ်းမှာတော်ကားကြမယ်လေဘိုးကနဲ့ကိုရင်လေးကကြောင်ငါကြောင်ကျုပ်နဲ့ကိုရင်ကြီးကကြောင်ငါကြောင်သွားပြီးပင့်စာသွားဖို့ရတာကြောင်မကားလည်းမရှိဘာမှမရှိဆိုတော့ကိုကြီးတော့ကိုတုံပြီးသွားတာပေါ့မျိုးရဲကကြောင်လေးကြောင်ကိုဘိုးကနဲ့ကိုရင်လေးကပို့ပြီး ညနေခက်လန်လန်ကရွာကြောင်းတွေကိုကျောင်းထဲကိုရင်အကြီးတို့တွားဖို့ရပါဗျာကိုစနေဘယ်ကြောင်းရင်သွားမလဲမင်းအင်းကြောင်းခမရတော့နောက်ပြီမင်းအင်းကြောင်းကကားနဲ့တော့မှရတာမလားဒီမှာကြည့်မင်းအင်းကြောင်းပင့်စာဘိုးကတပည့်တော်တွေကိုလှုပ်ချလိုက်ပြီอืมဟုတ်သားပဲမင်းအင်းကြောင်းကအဝေးကြီးပဲလीဘယ်လိုလုပ်မလဲအခုကစောပါသေးရဲ့အဲ့အကြောင်းအရင်သွားတာပေါ့ဟိုရောက်မှပဲစွန့်ဖုံးလीအေးဗျာ ဒီရက်ထဲမင်းအိမ်ဖုန်းကြီးကမလာလောက်ဘူးဆိုတော့တော့ပွေးမှာပဲအပြန်ကြရင်တော့ကိုဝင်းထူကိုကားနဲ့လိုက်ဖို့ခိုင်းရမယ်အဲ့ကြံမစိုးအဲ့လိုနဲ့မနဲ့အစောကြီးကျုပ်တို့မင်းအိမ်ထိလမ်းလျှောက်သွားကြတယ်ကားနဲ့တော့နိုင်အတူတူကြာသွားတာမို့ကျုပ်တို့လမ်းလျှောက်သွားတာမွန်တဲကနေအချိန်လောက်မှအကြောင်းကိုလျှောက်သွားတော့ကိုရင်လေးစုံမငက်အောင်စုံမြန်စီစဉ်ပေးကြတယ်မင်းအိမ်ကျောင်းကဖုန်းကြီးကိုရင်ကျောင်းသားအကောင်ကျုပ်တို့နဲ့လူရင်းတွေဆိုတော့အဆင်ပြေသွားတာပေါ့ကျုပ်တို့စွန်းစားပြီးကိုရင်တွေကိုအကျိုးကျောင်းပြောတော့ ဒုက္ခတွေ့တော့တာပဲ။ဆရာတော်နဲ့ကိုဝင်းထူတို့ကားနဲ့ခရီးထွက်နေကြတယ်လေ။အဲ့တော့ပင့်စာပေးခဲ့ပြီးကျုပ်တို့တွေချက်ချင်းပြန်ခဲ့ရပါဘော။လမ်းမှာတခြားရွာကเจ้าတွေကိုလည်းပင့်စာပို့ရမယ်ဆိုတော့မြို့ထဲမဝင်ရသေးဘူး။ဘိုးကချုပ်ပေတယ်ဗျာ။မြို့ထဲမှာပဲအချိန်မမှန်နဲ့မိရရှိရ။ရွာဘက်တွေမှာကမိမရှိဘူး။မြို့နယ်ကလည်းတော်တော်လှမ်းသေးရဲ့။အုံတို့ရွာကြောင့်ကိုပင့်စာပို့ဖို့ကြံ့တယ်ရော။အုံတို့ရွာကိုဆက်သွားကြပါဗျာ။ဓမီလည်းမပါ။မှန်ကလည်းမှား။ ကျုံနဲ့ကိုရင်အတော်တိုင်ပတ်တဲ့နေ့ပေါ့ဗျာ။အုံတော့ကိုပင့်စာပြပြီးမြို့ကိုပြန်လာတော့အတော်မိုးကြုံနေပြီဗျာ။ကိုရင်လေးကတော့တညင်းကြီးတညင်းညွနဲ့ပေါ့။ပင်မလိုက်တာကိုစနေရ။အဲ့လိုမှသိရင်မော်တော်ဆိုင်ကငှားခဲ့ပါရယ်။တပည့်တော်လည်းပင့်စာကိုမကြည့်ခဲ့ရဘူးလေ။အေးဗျာရောက်ခါတော့နီးပါပြီ။ကျုပ်တို့မြို့နာနီးလာချိန်မှာညနေချင်းဆိုင်ကနေလူသုံးယောက်လာနေရတွေ့လိုက်တယ်ဗျာ။ဘယ်သူဘဝအသားညိုသလားဖြူသလားတာမသိနိုင်တဲ့အချင်းဆိုတော့လမ်းဘေးကပ်ပြီးရှောင်ပေးလိုက်တယ်။ သူတို့ကျုပ်တို့နောက်ကိုရောက်သွားတဲ့အချိန်မှာကျောင်းနဲ့ကိုရင်နေတယ်ကိုသွားရမယ့်လမ်းကိုဆက်သွားလိုက်တယ်မကြပါဘူးရုတ်တရက်ကြီးအတန်တန်ကိုကြားလိုက်ရပြီးတော့ကျောက်ကောင်းနေတဲ့ထူပူပီမူးနောက်သွားတယ်ဗျဟဲ့ကောင်တေးစမ်းဟဲ့လူတွေဘာလုပ်တာလဲလာကြပါအောင်ပြောဒီမှာအိတ်ခံနေရလို့ဟဲ့ကောင်လေးပြေးပြေးကျောက်ဒီတန်းတွေကိုဟင်းနေနေတယ်ပြီးတော့ခေါင်းကိုကမ်းပြီးကျောက်လမ်းပေါ်လဲကျသွားတယ်ညနာရောက်လို့ရောက်ခါနေဆိုတော့ကိုရင်နေတန်ကိုကြားရတဲ့အထင်မှား မျိုးစုံပမာနေကြရလို့ပဲဓမီတဝင်ဝင်နဲ့လာနေကြတယ်။ပြီးတော့ကျုံမြင်ကွင်းမှာအဲ့ဒီဓမီရောင်တွေက ဝေဝါသွားပြီးတဖြည်းဖြည်းပြောက်ွယ်သွားတယ်။ကျုံမျိုးလုံးပြောက်ွယ်တဲ့အချိန်မှာကျုပ်ကတောင်တလုံးပေါ်ကိုရောက်နေရဲ့ဗျ။အဲ့ဒီတောင်ထဲကတရက်ပင်မှာအောက်မှာကျုပ်အိတ်နေရလေ။ကျုပ်လန့်သွားတယ်။ငါ့ကိုဘသူကများဒီကိုလာပြီးပြစ်ထားလိုက်ပေါ့။ကျုပ်ကျောင်းတောင်နဲ့ငုံတို့ထထိုင်လိုက်တယ်။ပြီးတော့အရိုက်ခံလိုက်ရတဲ့ခန်းကိုစမ်းကြည့်ရဲ။သွေးတော်မရှိတော့ဘူး။ပြီးတော့ဘာမှလည်းရှိမနေဘူးဗျ။ ဘယ်နေရာကိုဘယ်လိုရောက်နေမှန်းလည်းမသိဘူး။နေ့လယ်တောင်ဖြစ်နေပြီ။သူ့လည်းတရက်ပင်အောင်မှထိုင်နေရကမတဲထရရလိုက်တယ်။အေဂိုကလည်းပေါ်ပါနေရပဲဗျ။သူ့လည်းပဝန်းကျင်ကိုအ개ခတ်ကြည့်နေတော့တောင်မကိုလူတယောက်တက်လာတာတွေ့လိုက်ရတယ်။အဲ့လိုအနားရောက်လာတော့မှအံ့ဩသွားတယ်။စုံစီကိုလာနေတာနှစ်ဆောင်ပြန်ရက်ွက်ကအေးညွန့်လေ။အေးညွန့်ကအနားရောက်တော့ပြုံးပြတယ်။သူကြည့်ရတာဖြူဝက်ဖြူရောနဲ့ကျုပ်လည်းပြင်ပြုံးပြပြီးတော့နှုတ်ဆက်လိုက်တာပေါ့အရင်ညွန့်ကဘဲကနေဘယ်လိုရောက်လာတာလဲ ငါတူကြီးကိုလိုက်ရှာနေတာဟုတ်လားတူလည်းဘယ်ကဘလို့အထိရောက်လာမယ်မသိပါဘူးအရေးလူလေးကိုမတွေ့လို့လိုက်ရှာနေတာတယောက်ပြောစကားတယောက်ကြပြီလူလေးဒီရောက်နေရသည်လို့လိုက်လာခဲ့တာအေးဗျာဘလို့လောက်ပြီးရောက်နေမှကိုမသိပါဘူးလူလေးရေအရေးနောက်လိုက်ခဲ့အောင်ကြလို့မရဘူးဗျာဘာဖြစ်လို့လဲလိုက်တာလိုက်ခဲ့ပါလူလေးပြောပြောဆိုဆိုတောက်အောက်ကိုဆင်းသွားတဲ့အရေးနောက်ကျောက်ခက်သက်သက်တွေလိုက်သွားလိုက်တယ်တောက်အောက်ရောက်တော့မှောင်နေပြီး ။အောင်နေပြီဆိုပေမဲ့လည်းလာတာနေတယ်လို့အလင်းရောင်အလုံးရှင်းရှင်းလင်းလင်းမြင်နေရတယ်။လမ်းကြာကြီးရောက်ထလာတော့ကျုံမမောဘူးပြော။တတော်အံ့ဩမိရဲ့။လမ်းမှာလည်းဖြူဘက်ဖြူရော်နဲ့လူတွေကကျုပ်တို့ကိုကြည့်နေရဲ့။တချို့ဆိုလလေးဝေးပြန်ပြီးနှုတ်ဆက်မယ်ကြံတော့အရင်ညွန့်ကကမကတန်တတိပြီးတယ်။လူလေသူတို့တွေကိုပြန်လဲမပြုံးပြနဲ့နှုတ်လဲမနှုတ်ဆက်နဲ့ကြတာ။ဟုတ်ကဲ့အခုကျုပ်တို့ကဘယ်ကိုသွားနေရလဲအရှိ။စင်းရင်ကိုသွားနေရ။လူလေးကိုပြန်ပို့မလို့ကျုပ်ကဖုန်ကြီးကျောင်းမှာနေရလေ နောက်တော့သိရပါလိမ့်မယ်။တကယ်ဆို အရေးကဒီမှာရှိနေရမှာမဟုတ်ဘူး။သားလေးကိုတွေ့ကြတော့ဒါလိုက်ရှာပြီးပြီးရင်အရင်ကတခြားနေရာသွားတော့မှာ။ဘဲဟိုလဲအရေး။ဒီထက်ပိုကောင်းတဲ့နေရာဖြစ်မှာပေါ့။ဝမ်းသာပါတဲ့အရေးရာ။ကျုပ်တို့စကားတပြောပြောနဲ့လမ်းလျှောက်လာတာ။ကျောင်းရှိကျုံးမင်းတန်းလေးစီကိုရောက်လာတယ်ပြို့။ကျောင်းကျောင်းဝင်းလေးဝင်ပေကျတော့အရေးကလက်ကိုလှမ်းဆွဲပြီးတားထားတယ်။လူလေးဒီထက်မဝင်ရဘူး။ကျောင်းမှာဘယ်သူမှမရှိဘူး။စင်းကိုသွားရမှာ။ဗျာ အရေးကိုရုံစမ်းမှာလူလေးဒုက္ခဖြစ်အောင် အရေးမလောက်ပါဘူး။ရုံမာတဲ့အရေးရာအဲ့ဒါဆိုရဲသွားကြမယ်လေအရေး။ဟိုဟိုမာကျော့အရေးကိုလက်ညှိုးထိုးပြလိုက်တယ်။ကျော့တို့အကြောင်းရှိကထမ်းမြေကိုင်းနေမှာလူဝေးထနေတာဗျ။အတော်များတယ်။တပိမာ၄၅ယောက်လောက်ရှိတယ်။ကျော့တို့ကိုကြည့်နေတာအရေးကတော့ကျုပ်ကိုဘာမှမပြောဘူး။အရှိကိုဆက်သွားနေရဲ့။ကျော့တို့ဆုံးခန့်ရင်ဖုန်းကြီးရပ်ပြီးအမြပေးဝေရဲ့နေရာရောက်တော့ထုံးမိမင်တောင်သားကတော်တဲ့ကနေဖြူပတ်ဖြူရောင်းနေလူနဲ့တွေ့ကထွက်လာတယ်။ သူတို့ကကြောက်ကိုသိတယ်။ကြောင်းသားနင်းနဲ့ရောက်လာပြီ။ခေါင်းနဲ့လာနေလေ။နင်းတွေနေရာရှိတယ်။ဗျာ။ခမရတို့ကကြောက်ကိုသိရလား။သိရပေါ့။နင်းကငါတို့ကိုအလူပေးခဲ့တဲ့ဖုန်ကြီးနဲ့လာနေရကိုကြောက်အဲ့လူဝင်နေစကားပြောနေရောအရင်ညွန်ကကြောက်လက်ကိုဆွဲပြီးခက်သက်တို့သွားတယ်ဗျာ။ပြီးတော့ကြောက်ကိုလည်းငှောက်တယ်။လူလေးကိုဘသူနဲ့မှစကားမပြောပါနဲ့လို့အရင်ပြောထားရမလားလူလေးသူတို့သိလို့လားမသိဘူးအရင်မသိရင်ရှာရှင်မင်းနဲ့ကြာလာဟုတ်ဟုတ်ကဲ့ ကျုပ်လည်းဘာမှပြောတော့ပဲအရင်နောက်ကိုသာလိုက်သွားတယ်။လမ်းကတစ်ပင်တွေမှာလူ위တက်နေရပြ။အရွယ်ဆုံးပဲလူတို့ကလူပုံစံပဲဒါပေမဲ့သူတို့တွေကိုကြည့်ရတာမျက်နှာသေးသေးဝင်နေရှည်ပြရင်လည်းမျက်နှာသေးသေးဝင်နေရှည်ပြနေရထိုးတော့ထိုးစက်နေပြ။အဲ့လိုနဲ့ကျုပ်တို့တွေစိတ်ကိုတွားနေကြပါဗျာ။လူလေးဗျာစိတ်ုံထဲကိုဝင်ရင်အံ့ဩစရာတွေအများကြီးတွေ့ရလိမ့်မယ်။ဘာဖြစ်လို့လဲအရင်ညတချို့လူတွေကလူတွေကိုမမေးကြဘူးလေ။ကျုပ်တို့တို့ကိုစကားမပြောရအောင်မလား။ တို့ရောပြန်ပြောလိုက်ပါတို့ကလူလေးလိုပဲဗျာကြုံနားမလဲဦးနောက်တော့နားလိုက်လာပါလိမ့်မယ်အရှိရလူလေးကိုပြန်ပို့ပြီးရင်တခြားနေရာသွားတော့မှာအရှိကပဲသွားမှာလဲကျုပ်တို့အကြောင်းမှာစုံချက်ရှိရလောင်းလေဖုန်းကြီးတွေပင့်ထားပြီးပြီအလုံနေရင်အရေးကိုလာဖိတ်မလို့ကျုပ်တို့အကြောင်းကစုံချွေးဆိုရင်ရှယ်ချွေးရဗျကျုပ်ပြောတာကိုအရင်ညွန်ကပြောင်းပြီးကြည့်နေရဗျပြီးတော့ကျုပ်ကိုလည်းနှုတ်ဆက်စကားတွေဆိုရဗျလူလေးနဲ့တွေ့ရနောက်ကြတယ်ခဏပဲစုံခဲရပြီမေး လူလေးကိုတော့အတော်တန်ရုံးစင်ဖြစ်မိရဲ့လူလေးကိုမှားကျင်တာကတော့စိတ်ကိုဖြူအောင်ထားသူများတွေဘလို့ပဲမိုးခါရီတောက်တာလူလေးမတောက်နဲ့ကြလားစိတ်ကြပါအရှင်မိုးခါရီဆိုတာဘမန်းတော်မသိပါဘူးကဲလူလေးရေမင်းစေးုံတဲ့ကိုသွားပြီးမင်းကိုမင်းကိုယ်တိုင်ပဲရှာပြီးတော့ဗျာအရှင်ဘာပြောတာလဲဒီထဲမှာမင်းရှိတယ်ဆရာတော်ရှိရဲ့တကယ်တော့မင်းကဝိညာဉ်ထွက်လာတာလူလေးကဆုံးပါးချိန်မတန်သေးဘူးလူလေးရဲ့ ကိုခန္ဓာကိုတွေ့အောင်ရှာပြီးအနားမှာပဲနေတော့ဗျာကဲအကြီးကတော့အထက်မဝင်တော့ဘူးနှုတ်ဆက်ခဲ့ပါလေလူလေးကြီးအကြီးပြောတာကိုတော့မမေ့ပါနဲ့အကြီးကကျုပ်ကိုလက်ပြပြီးတော့ပြင်းပြင်းနဲ့ခန္ဓာကိုကအဖြူရောင်လေးနဲ့ထွက်လာပြီးပြောက်ွယ်သွားတယ်လို့ကျုပ်ကလည်းထူးဆန်းလို့လို့ငေးကြည့်နေတာပေါ့ပြီးမှတတိယပြီးစေးုံနဲ့ကိုဝင်လိုက်တယ်ကျုပ်စေးုံနဲ့ကိုဝင်လိုက်တယ်တကယ်ဗျာစေးုံခမိုးပေါ်မှာကိုလူတွေထားနေတာကျုပ်အမြင်မှာတော့လူတွေပဲပေါ့ဗျာတကယ်တော့မကြွမလွတ်တဲ့သူတွေ ကျော်လေဟိုကြည့်ဒီကြည့်နဲ့လမ်းလျှောက်နေတော့ကောင်မလေးတယောက်ကျုပ်ရှိကိုလာရက်တယ်။ "तू ကကျုပ်ကိုကြည့်ပြီးကိုစနေမဟုတ်ဘူးလား။ခမရကျုပ်ကိုသိရလား။လူချင်းတော်စကားပြုတ်ပါအောင်ရှင်။ဆရာတော်စွန့်ငယ်ကြွားတိုင်းကျမစွန့်လောက်နေကြလေ။ဗျာ။အော်မှတ်မိပြီမှတ်မိပြီ။ဘယ်လိုလုပ်ပြီးတော့ဒီကိုရောက်နေရလဲ။ကျမလည်းဘာဖြစ်မှန်းကိုမသိပါဘူး။ကျုပ်သိလိုက်ပြီ။ तू လည်းကျုပ်လိုဝိညာဉ်ပဲဗျာ။ကျုပ်ကတော့အရင်ညွန်ပြောထားလို့အကုန်သိနေပြီ။ဒီကောင်မလေးကတော့ဘာမှသိပုံမရဘူး။" ဲ့ဒါနဲ့သူ့ကိုအရင်ကူညီပေးဖို့ဖြစ်လာတယ်။ကဲညီမရေတခြားသူတွေဘေးဒါမျက်နှာတွေကိုဂယုမဆိုင်နဲ့လာအခုနောက်ကိုတာလိုက်ခဲ့။ကျုပ်ကလည်းចောင်းရဲ့ပင်နိုင်ဆွဲတကာမလေးကိုကူညီပေးရမယ်ဆိုတော့ပီတီဖြစ်မိရဲ့ဗျာ။အဲ့ဒါနဲ့ကျုပ်လည်းအဲ့ဒီကောင်မလေးနဲ့အတူတရားစခန်းတခန်းမီတခန်းလိုက်ကြပါဗျာ။တော်တော်ရှာလိုက်ရတယ်။တနေရာရောက်တော့ကောင်မလေးကကျုပ်လက်ကိုလှမ်းဆွဲပြီးလူတက်ကိုလက်ညှိုးထိုးပြတယ်။ကိုစနေဟိုမှာကျမရဲ့အကိုကြီး ဟုတ်လားသူ့နောက်ကိုလိုက်မယ်လေကျောက်တော့ကောင်မလေးပြောတဲ့သူ့ကိုကြီးဆိုသူရဲ့နောက်ကိုလိုက်သွားတယ်အဲ့ဒီလူကအခန်းတစ်ခန်းလေးကိုဝင်သွားတယ်ဗျကျောက်တော့လည်းလိုက်ဝင်လိုက်တာပေါ့တွေ့ပါပြီဗျကောင်မလေးကနှာခေါင်းမှာပိုက်တန်လန်းနေတတိမိနေတယ်အဲ့ဒါကိုလည်းမြင်ရောကျောက်နောက်ကကောင်မလေးကသူ့ရဲ့ခန္ဓာကိုယ်ကိုကြည့်ပြီးကြောင်ဝင်နေတယ်ကျောက်လည်းကောင်မလေးရဲ့ပခုံးကိုပုတ်ပြီးတော့တတိပေးလိုက်တယ်ညီမကဆုံးဖတ်ဖို့အချိန်မတန်သေးဘူးဒီနေ့မှပဲစောင့်နေကျမတယောက်တည်းမနေရဘူး အဖေတို့အမေတို့ကလည်းကျမမမြင်ရဘူးကိုစနေမမမတော်ပါနဲ့နော်ကျုပ်လည်းသူ့မျက်နှာလေးကိုကြည့်ပြီးတနာလာတယ်ဟဲ့ကောင်မလေးကဝိညာဉ်ဖြစ်နေရတာချစ်ကြလေးဗျဖုန်ကြီးနဲ့စွန့်ခံထွက်ရင်စွန့်တကမတွေကိုစိုက်ပြီးမကြည့်ရဘူးတဲ့ဆိုတဲ့စေကံကြောင့်ကျုပ်ကမကြည့်ရလေအခုတော့ကြည့်ပြီဗျသူတို့မိသားစုရှေ့မှာကိုကျုပ်တို့ဝါကြီးကြည့်နေမိရဘယ်သူမျက်နှာမှတ်လို့ကောင်မလေးကကျုပ်ဆက်ကြည့်နေတာကိုသိရောအနေနဲ့တော့ထင်နေရှက်နေရဲ့ဗျနောက်တော့ ကျော်တတိဝင်လာပြီးရှက်ရှက်နဲ့အားပေးစကားဆိုလိုက်တယ်။ညီမစိတ်မပူနဲ့အကိုဆောင်မိမယ်။ကျေးဇူးတင်ပါတယ်အကို။ဒါနဲ့အကိုကရောမဖြစ်တာလဲရင်လူရိုက်ခံတာထင်တာပဲ။အဲ့ဒါတွေကကိစ္စမရှိပါဘူးထားလိုက်ပါ။အဲ့လိုနဲ့ကြောက်ဆိုတဲ့ကောင်ကလည်းဘလောက်ဆိုးတယ်လဲဆိုကိုယ်ခံတာတော့ပြန်မရှာတော့ပဲ။ခလေးမလေးကိုစေနာပို့ပြီးဝင်းကြီးဆောင်စီလှုပ်ပေးနေရဲ့။တွေ့ရလေးပါစကားတွေပြောနေရုတ်တရက်ကောင်မလေးကကြောက်ကိုကြည့်ပြီးတန်တော်စကားဆိုလာတယ်ဗျ။ကိုစနေ စမောက်တဲရောက်ဆွဲနေတယ်လို့ပဲဘသူဆွဲနေရလဲညီမအကိုရှိရင်မပူနဲ့နော်မဟုတ်ဘူးဒီဘက်ကဆွဲနေရာသူကကြုံလက်ကိုကိုင်ထားရင်ပြောတယ်ဗျခဏကြာတော့သူမရဲ့ပုံစံကအခွားငွေတွေလို ပြောင်းသွားပြီးဂရေမမအဲ့နေရဲ့သူ့ရဲ့ကိုယ်ခန္ဓာတွေဝင်သွားတယ်ပြီးတော့မျက်လုံးတစ်ဖြည်းဖြည်းချင်းပွင့်လာပြီးကိုစနေကိုစနေလို့တိုးတိုးလေးရေရွနေရကိုကြားရရတယ်ကြုံလက်သူနားကပ်ပြီးကြုတ်ဒီမှာလေလို့ပြောပေမယ့်သူကကြုတ်ကိုမမြင်ရဘူးကြုတ်ဖြစ်စိတ်မကောင်းဖြစ်သွားသေးတယ် နောက်တော့သူက သူ့ရဲ့မိဘတွေကိုတွေ့တွေ့လေးမိရဲ့အမေအဖေကိုစနေရောဘယ်ကစနေလဲတမီးတည်းအမေတို့စိတ်ပူလိုက်ရတာအဖေရောအမေရောဒီမှာရှိရယ်အော်တမီးအိမ်မက်မက်နေရတယ်နေကျွန်တော်ပြင်အတော်စိတ်မကောင်းဖြစ်သွားတယ်ဗျာပြီးတော့အိမ်မက်မဟုတ်ကြောင်ရှင်းပြနေမိရဝင်းညင်ယူကြည်ကြနေရပဲပြောနောက်တော့စိတ်ကိုပြန်ထိပြီးကျုပ်ကိုခန္ဓာရှိမဲ့နေရကိုပြန်ရှာရပါဗျာစေယုံကဝင်းညင်တွေကလည်းကျုပ်ကိုမေး ျုပ်ကလည်းသူတို့ကိုပြန်မင်းနဲ့အလုပ်ကိုရှုံနေရပဲအတော်ကြာတဲ့အထိကျုပ်ရဲ့ခန္ဓာကိုယ်တွေ့ကိုမတွေ့ရဘူးဗျနောက်တော့ကျုပ်ကပူလာတယ်လို့ခံစားရတယ်ပြီးတော့မြင်ကွင်းတွေကလည်းအယောင်ပြောင်းလာတယ်လို့ပဲအဲ့ဒီအချိန်မှာကျုပ်ရဲ့ပြောင်းလဲနေတဲ့မြင်ကွင်းထဲမှာငိုက်ဆိုင်ငိုက်ဆိုင်နဲ့လူတယောက်ကို တွေ့လိုက်ရကဘိုးကပဲကျုပ်ဘိုးကကိုတွေ့ပြီးသူကစေးရုံပရင်ဘောက်ကနေဟိုကြီးတီတီနဲ့ကွန်တတွေးနာထွေးတယ်ဗျကျုပ်လည်းသူ့နောက်ကနေလိုက်ဝင်သွားတော့အစိုးရကောင်မလေးထားတဲ့အခန်းထဲကိုဝင်သွားတာတွေ့လိုက်တယ် ကျုပ်မကြည်မနဲ့ဖြစ်သွားတယ်။တကယ်ဆိုကျုပ်လည်းအသေးအံဖြစ်နေမှာပဲ။သူကကျုပ်ရှိရဲ့အခန်းကိုမသွားပဲဘာလို့သူများအခန်းနဲ့ဝင်ရတာလဲပေါ့။ဘိုးကအပြာရောင်လိုက်ကလေးနောက်ကိုဝင်သွားတော့ကျုပ်လည်းလိုက်ဝင်လိုက်တယ်။အော်တွေ့ပါပြီ။ကျုပ်ကဂတင်လေးပေါ်မှာပက်လက်လေးအိတ်နေတယ်။ကိုဘသားကိုတော့တနာမိရဲ့။ကိုရင်နှစ်ပါးရောဖုံးကြီးရောဘေးမှာရှိနေရဲ့ဗျာ။ကျောင်းကိုဘသူတွေကိုများဆောင်းခိုင်းထားလဲလို့တော့တွေးဖို့မိသေးရဲ့။မကြပါဘူး။ကျုပ်လည်းဘေးကတင်ကကောင်းပါလေးလို့ပဲ။ကိုခန္ဓာထဲဝင်လိုက်တယ်။ ပြီးတော့တတိယလာတယ်ပေါ့ဗျာဆရာဝန်နေတဲ့လာစစ်ကြည့်ပြီးအချိန်လေးကောင်းတော့လိုက်ကားတွေကိုဖယ်ရှားပြတယ်ပြီးတော့ခုနကကောင်မလေးနဲ့ကျွန်တော်အကြည့်ချင်းစုံသွားတယ်လေသူမကဩစာနေတဲ့အတန်တူတူလေးနဲ့ကိုစနေလို့လေလမ်းခေါ်တယ်ဗျာကျောက်လေးကောင်းမြင်ပြီးအတိမတ်ပြုတ်လိုက်တာပေါ့ခေါင်းမှာပဲပတ်တီးစီထားလို့သူမမှတ်မိရညနာကိုမရိုက်သွားတဲ့ဆောင်းရိုက်တဲ့ကောင်တွေကိုကျေးဇူးတင်နေမိတယ်ရဲ့ကျောက်တတိယလာတော့ဖုန်ကြီးနဲ့ဘိုးကတော့လေဝမ်းသာနေကြပါဗျာ စနေမင်းကိုအောင်မြင်တို့ကချောင်းရိုက်တာကွာ ကြောက်တင်ပါတယ်ဒါနဲ့အရင်ညွန်ရောအရင်ညွန်အရင်ညွန်ကတော့နည်းနည်းစိတ်လွန်နေရကွာမင်းတတင်းကိုသူကြရဲ့ထင်ပါတယ်စီးရင်ကိုညာတွင်ချင်းလာတွေ့တယ်အဲ့ဒါနဲ့လမ်းမှာအင်းကလေးရဲ့ကာသမာမောင်းနဲ့ကာရစီနဲ့ကြုံပြီးအတိုက်ခံရတယ်ကွာမင်းတွေကဆုံးသွားပြီဗျာကျုပ်ဘာပြောလို့ပြောရမလဲမသိရဘူးအရင်ညွန်ဆုံးပြီတယ်ဗျာကျုပ်လည်းညဲ့ပြီးတက်လာရတာပေါ့ပြီးတော့ တည်ဆောင်းသွားတဲ့အချိန်ထိကြောက်ကိုကူညီပေးခဲ့တဲ့အရေးညွန့်ကိုဒီတသက်မေ့နိုင်တော့မှမဟုတ်တော့ပါဘူးဗျာပြိတ္တများရှင်အခုတင်ဆက်ပေးခဲ့တဲ့မောင်စနေနဲ့အရေးညွန့်ဆိုတဲ့ဇာတ်လမ်းလေးကိုတော့ဒီလောက်နဲ့သာအဆုံးသတ်လိုက်ရပါတယ်အကြမီမောင်စနေနဲ့ပိုင်ရှင်မဲ့အာတုဘအမီရတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ထင်တယ်လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုလိုက်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်